ခရစ်တော်၌မင်္ဂလာမနက်ခင်းလေးပါ။တာယာတော်မနက်ခင်းလေးမှာအားလုံးကိုယေရှုနာမအားဖြင့်ကြိုဆိုပါရစေ။အသက်ရှင်သောနှုတ်ဘက်တော်ကိုကြားနာဖို့ရန်အတွက်နေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုဖိတ်ခေါ်ပါရစေ။စိတ်နှလုံးပြင်ဆင်လေးအတူကနှုတ်ဘက်တော်ခံယူရအောင်နော်။ဒီကနေ့မနက်အားလုံးနဲ့ဝေငါအလင်းပေးခြင်းနဲ့နှုတ်ဘက်တော်ခေါင်းစဉ်လေးကတော့ကွယ်ကာမစတဲ့ဘုရားသခင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ခွန်အားပေးခြင်းပါတယ်။အခြေပြုကျမ်းဖတ်ပါမယ်။ 120ခုမြောက်သောစာလံအပိုက်ငယ်တစ်ကနေရှစ်ဖြစ်ပါတယ်။ငါ့ကိုမဆာချင်းအကြောင်းဒီပေါ်ထွက်ရသောတောင်ရိုးတို့ငါမျိုးကြီးကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှငါ့ကိုမဆာချင်းအကြောင်းဒီပေါ်ထွက်ရ၏။တင်းဤခြေကိုချော်စီခြင်းကအခွင့်ပေးတော်မမူ။တင်းတင့်ကိုစောင့်တော်သူဒီအိတ်တော်မမူ။အကယ်စင်စစ်အေတေလအမျိုးကိုစောင့်တော်သူဒီငိုက်မီအိပ်ပျော်ခြင်းရှိတော်မမူ။ထာဝရဘုရားဒီတင့်ကိုစောင့်တော်မူ၏။ သာရဖျားဒီတင်ဤလက်ရဘက်၌ရှိရှိသောတင်ခိုလုံရာအရေးဖြစ်တော်မူ၏နေ့အချိန်၌နေအားဖြစ်၎င်းညအချိန်၌လအားဖြစ်၎င်းအထီအခိုက်မရှိရာသာရဖျားဒီမကောင်းသောအမှုအရာအလုံးစုံတို့ကို꽌ကာ၍တင်ဤအသက်ကိုစောင့်တော်မူလိမ့်မည်သာရဖျားဒီတင်ဤထွက်ခြင်းနှင့်ဝင်ခြင်းတို့ကိုယခုမှစ၍အစဉ်မပြတ်စောင့်တော်မူလိမ့်မည်အင်မတန်ခွန်အားရတဲ့စာလံဖြစ်ပါれအထီးကျန်နေပါသလား မလုံခြုံတော့ဘဲနဲ့ကိုကိုကိုကြောင်ယွမှုတွေပြည့်နှက်နေပါသလားအခက်ခဲပေါင်းစုံနဲ့ရင်ဆိုင်နေရပါသလားဒီစာလံကိုအလွတ်ကျက်ထားပါတရား၂၀ခုမြောက်တော့စာလံဟာကျွန်တော်တို့အင်မတန်ခက်ခဲနေတဲ့အခါမှာဘဝမှာအမောင်ဆုံးကြနေတဲ့အခါမှာဘဝမှာအင်မတန်ခဲရင်ဆိုးရုပ်လာတဲ့အခါမှာဒီစာလံကကျွန်တော်တို့ကိုခွန်အားပေးပါလိမ့်မယ်ဖျားစကားမို့လို့ဖြစ်တယ်အာမင် ကျွန်တော်အသက်တာထဲမှာတမာကျန်းစာအားဖြင့်ခွန်အားတွေအများကြီးရတဲ့ထဲမှာဒီဆာလံလည်းပါပါတယ်ဒီဆာလံကိုကျွန်တော်တို့အခက်ခဲဆုံးချိန်မှာဘုရားသခင်ကကျွန်တော်တို့ပေးတယ်ကျွန်တော်တို့မမိစေတယ်ကျွန်တော်တို့ဖတ်ရှုစေတယ်ဒါဟာအာကျွန်တော်တို့ရိုးရိုးသားသားတာမန်တော့မဟုတ်တော့ဘုရားသခင်အထူးပဲကျွန်တော်တို့ကိုခွန်အားရစေခြင်းလို့ဖြစ်ပါတယ်၁22ခုမြောက်တော့ဆာလံအပိုင်ငယ်တင်းတဲ့နှစ်ကိုပထမအဦးဆုံးကျွန်တော်တို့အတူတူကကြည့်အောင်ငါ့ကိုမာဆာခြင်းကြောင်းဟာပေါ်ထွက်ရတော့တောင်ရိုးကိုငါမျောကြည့်၏တဲ့ မူရင်ဂရိဘာသာစကားမှာဆိုဆိုလို့ရှိရင်ဘလို့ရေးမလဲဆိုတော့အသိပဲကလေငါ့ကိုမဆာချင်းကဘယ်ကနေပေါ်လာမလဲတဲ့ဘယ်သူကငါ့ကိုမဆာမလဲဆိုမှမေကွန်းအရင်ထုံမှသူ့အတူဖြေထားတာဆိုတော့ငါ့ကိုမဆာချင်းကဘယ်ကနေလာမလဲဆိုတော့ဖယားသခင်ကစီကနေလာမယ်ဆိုမှဒဲ့သူပေါ်ပြထားတာဖြစ်တယ်အဲ့ဒီဖယားသခင်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူတဲ့ထာဝရဖယားထံတော်ကငါ့ကိုမဆာချင်းအကြောင်းပေါ်ထွက်ရတယ်တဲ့ ဖယားသခင်ကသင်ကိုမဆတဲ့သူဖြစ်တယ်မဆတယ်ဆိုတာကူညီတယ်၊ကွဲကားတယ်။ Okay မဆတယ်ဆိုတော့ဗါလဲကူညီမယ်၊ကွဲကားမယ်။ကွဲကားတယ်ဆိုတာသင်ကိုလုံခြုံအောင်ထားထားပေးတာ။ဘေးမထိခိုက်အန္တရာယ်မရှိစေဘဲနဲ့ဖယားသခင်ကသင်ကိုအမြဲတမ်းကာကွယ်မဆပေးတာ။ကိုညီတယ်ဆိုတာကတင်အလိုအဆုံအချိန်မှာအခက်ခဲဆုံးအချိန်မှာဖယားသခင်ကတင်ရဲ့တင့်ကိုကူညီနိုင်တော့ဖယားသခင်ဖြစ်တယ်ဆိုတာကျမ်းစာအဖြစ်ကျွန်တော်တို့နားလည်ရတယ် အငယ်သုံးမှာတင်းဤခြေကိုချော်စေခြင်းကအခွင့်ပေးတော်မူမူတင့်ကိုစောင့်တော်သူသည်အိတ်တော်မူမူတဲ့ဖယားသခင်ကကျွန်တော်တို့လူလူမျိုးအိတ်အိတ်ရတဲ့ဖယားမဟုတ်ဘူးနော်အိတ်ဆက်ခြင်းနဲ့နိုးထခြင်းကိုတော့မှဒီဖယားကပဲဖန်ဆင်းပေးထားတာလူတွေအတွက်အိတ်လို့ရအောင်ညဖန်ဆင်းပေးတယ်လူတွေကိုအာအနာယူလို့ရအောင်အိတ်အိတ်သက်ခြင်းကိုဖယားသခင်ကဖန်ဆင်းထားပေးတယ်ဒါပေမဲ့သူကိုယ်တိုင်ကသူဖန်ဆင်းထားတဲ့အရာမှာကန့်တတ်လို့မနေဘူးဆိုလိုချင်တာကဖယားသခင်မှာအိတ်ဆရာကိုမလိုတာ တော့ဘုရားသခင်ကမအိပ်ဘဲနဲ့ကျွန်တော်ကျမတို့ကိုကြည်ရှုဆောင်မနေတယ်တဲ့ညအိပ်ပျော်တဲ့ခါမှာကျွန်တော်တို့အသည့်စိတ်ကွယ်ပြောက်သွားတယ်ဟုတ်တယ်နော်ညမှာကိုကိုကိုလုံချုံအောင်ကိုကိုကိုဂယုတဆိုင်နဲ့လွတ်လို့မရတော့ဘူးအိပ်ပျော်သွားတဲ့ခါမှာကိုကိုကိုလုံချုံအောင် လုံမဲ့ကာကွယ်တဲ့စိတ်ကမရှိတော့ဘူးမလုံနိုင်တော့ဘူးလေဒါပေမဲ့ဘုရားသခင်ကတော့ကျွန်တော်တို့ကိုညအိပ်တဲ့အခါမှာတော့မှကွယ်ကာဆောင်မနေတယ်တဲ့ကျွန်တော်တို့အိမ်အောင်သူမအိပ်ပဲကွယ်ကာဆောင်မနေတယ် တဲ့မှာအဲ့လိုဘုရားသခင်တပါးရှိတယ်ကျွန်တော်မှာဘုရားသခင်အဲ့လိုအဲ့လိုဘုရားသခင်တပါးရှိတယ်ဟာလေလုယာအာမင်ကျွန်တော်တို့ခြေကိုချော်စီခြင်းကအခွင့်မပေးဘူးတဲ့ခြေချော်တယ်ဆိုတာယုံကြည်မှုအားနည်းခြင်းလည်းဖြစ်တယ်လို့အန်ဒီရဲထဲမှာကြာရောက်ခြင်းကိုလည်းဆိုလိုတယ်ယုံကြည်မှုအားနည်းမှာကိုလည်းဘုရားသခင်ကအခွင့်မပေးဘူးတဲ့ကျွန်တော်တို့ကိုအမြဲတမ်းစောင့်ထိန်ပေးတယ်ယုံကြည်ခြင်းနာမှာဒီဘုရားပေးတာလေနောက်ပြီးတော့မှအန်ဒီရဲကိုကြာရောက်အောင်လည်းဘုရားသခင်ဘယ်တော့မှမလုပ်ဘူးတဲ့တင့်ကိုစောင့်တော်သူဒီအိတ်တော်မမိုးတဲ့အကယ်စင်စစ်အိတ်တလား အေးတီလာအမျိုးကိုစောင့်တော်သူတည်ငိုက်မြီအိပ်ပျော်ခြင်းရှိတော်မူမူတချို့ကပြောမယ်ဒီမှာအေးတီလာလူမျိုးကိုပဲပြောတာလေးဆရာလို့ပြောကောင်းပြောမယ်ကျွန်တော်ပြောမယ်အေးတီလာလူမျိုးဆိုတာကဣသရေလလူမျိုးကိုပြောတာဖြစ်တယ်လို့အာဗြဟံလူမျိုးယုံကြည်ခြင်းစိတ်ရှိတဲ့နှင်းအသက်တာမှာရောကျွန်တော်အသက်တာမှာရောဖယားသခင်ကကျွန်တော်တို့ကိုခစ်တဲ့အေးတီလာလူမျိုးတွေလို့မြင်တာဖြစ်ပါတယ်ဟာလေလုယာဘာကြောင့်လဲဆိုတော့ယုံကြည်ခြင်းနဲ့အဲ့ဒီအမွေကိုရတယ်လို့ကျမ်းစာထဲမှာကျွန်တော်တို့ဖော်ပြတယ်လေ ဒါကြောင့်ကျွန်တော်တို့ကတပားအမျိုးသားဖြစ်ပေမဲ့ယုံကြည်ခြင်းကြောင့်အဲ့ဒီအေးတေလလူမျိုးတော်ဆိုတဲ့ဖခင်ရဲ့လူမျိုးတော်ဆိုတဲ့အခွင့်ကိုရတာဒါကြောင့်ကျွန်တော်တို့ကိုလည်းပြောနေတာဖြစ်တယ်မဟုတ်ရင်ဒီကျမ်းစာကျွန်တော်တို့ပေးမှာပါလို့လေဟုတ်တယ်နော်ဒီကနေ့ဒီကျမ်းစာတင့်ကိုပေးတာကျွန်တော်တို့ပေးတာကျွန်တော်တို့နားလေစီခြင်းတာဖခင်သခင်ကတင့်ကိုကြည်ရှုဆောင်မနေတယ်ငိုက်မီအိပ်ပျော်ခြင်းမရှိဘဲနဲ့ဖခင်သခင်ကတင့်ကိုစောင့်ထိန်နေတယ်ဆိုတာတင့်ကိုတည်စေဖို့ဖြစ်ပါတယ် နောက်ပြီးတော့မှသာရဖျားဒီတင်လက်ရဘဲ၌ရှိတော်တင်ခိုးလုံးရအရေးဖြစ်တော်မူ၏တဲ့ကျဲစာထဲမှာဘာလို့ဘုရားသခင်ရဲ့လက်ရဖက်လက်ရဖက်လက်ရဖက်ကျွန်တော်တို့ရဲ့လက်ရဖက်လက်ရဖက်လို့ခဏခဏပြောတာလဲလက်ဝဲဖက်ပဲလို့မပြောရလဲကျွန်တော်တို့တေချာလေ့လာလိုက်တဲ့အခါမှာပုံဆောင်မှုတစ်ခုဖြစ်တယ်လက်ရဆိုတာကအာကြီးချင်းကိုပုံဆောင်တယ်အာကြီးချင်းကိုဒါကြောင့်ဘုရားသခင်ကသူ့ရဲ့လက်ရလက်နဲ့ကျွန်တော်တို့ ဖူမရဲကူကူညီတယ်ဆိုတာကဖယားသခင်ရဲ့အာကြီးခြင်းနဲ့ကျွန်တော်တို့ကိုကူမတယ်လို့အဲ့လိုနားလည်လို့ရတယ်။ဒီနေရာမှာကကျွန်တော်တို့ရဲ့ဒီပါလေထောရဖျားဒီတင်ဤလက်ရဘဲနိုင်ရှိတော့တင်ခိုလုံရဆိုတာလက်ရဖက်ဆိုတာကျွန်တော်တအားဖက်တွေ့မိတဲ့အရာဒါကြောင့်ဖက်တွေ့ဖို့အင်မတန်လွယ်တဲ့ဖက်မှာဘုရားသခင်ကတင့်ကိုရက်ပေးနေတဲ့တင်အမြဲတမ်းအားကိုးလို့ရတဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကျွန်တော်တို့ကိုသိစေချင်တာဖြစ်တယ်ဘုရားသခင်ကအာမင် နေ့အချိန်၌နေအားဖြစ်၎င်းညအချိန်၌လအားဖြစ်၎င်းအထိအခိုက်မရှိရဒါကဘာကိုဆိုလိုလဲဆိုတော့နေနေညညဖယားသခင်ကတင့်ကိုကွယ်ကာဆောင်မနေတယ်ဝန်ခံရအောင်ဟာလေလုယဖယားသခင်ကနေနေညညကျွန်တော်နဲ့ကျွန်တော်မိသားစုကိုကာကွယ်နေတယ်ကြီးရှုဆောင်မနေတယ်ယေရှုနာမအားဖြင့်ဝန်ခံတယ်အာမင်အခုနားထောင်နေတဲ့သူတွေအဲ့ဒီလိုမျိုးဝန်ခံခြင်းနေဆိုရင် comment ထဲမှာရေးသွားပါဘုရားသခင်ဟာ ျွန်တော်နဲ့ကျွန်တော်မိသားစုကိုနေနေညာညာကြည်ရှုဆောင်မကွယ်ကာနေတယ်။ဟာလေလုယ။ထာဝရဘုရားဒီမကောင်းသောအမှုအရာအလုံးစုံတို့ကိုကွယ်ကာ၍သင်အသက်ကိုစောင့်တော်မူလိမ့်မည်တဲ့။သင်အသက်တာထဲမှာမကောင်းတဲ့အရာတွေဘလောက်များများကြောက်ရောက်နေလဲညီကိုမောင်မတော်ကျွန်တော်မေးချင်တယ်။ဘုရားသခင်ကိုပြောပြပါ။ဘုရားသခင်ကလေအဲ့ဒီမကောင်းတဲ့အရာကနေအကုန်လုံးဘုရားသခင်ကယ်နှုတ်တော်မူမယ်တဲ့။ဟာလေလုယ။ သင်အသက်ကိုစောင့်တော်မူမယ်တဲ့အသက်အန်ဒီရဲ့ကြာရောက်လာတဲ့ခါမှာဖျားရှိသေးတယ်ဆိုတာမမှီပါကျွန်တော်တို့တက်တာထဲမှာအသက်အန်ဒီရဲ့ခဏခဏကြာရောက်တတ်တယ်ဟုတ်တယ်နော်ဒါပေမဲ့မစိုးရိမ်နဲ့မကြောက်နဲ့သင်နဲ့အတူရှိတဲ့ဖျားသခင်ကသင်ရဲ့အသက်ကိုစောင့်နေတဲ့သူဖြစ်တယ်အာမင်ထာဝရဘုရားဒီတဲ့တင်းထွက်ခြင်းနဲ့ဝင်ခြင်းတို့ကိုယခုမှစ၍အစဉ်မပြတ်စောင့်မတော်မူလိမ့်မည်။ဒါကဖရာသခင်ရဲ့ကောင်းကြီးဂတိတော်ဖြစ်တယ်နော်။ ဂတိတော်ဆိုတာဘုရားသခင်ဂတိပေးထားတာငါဒီလိုလုပ်ပေးမယ်ဆိုတာဂတိပေးထားတာဒီနေရာမှာပါဂတိလဲဆိုတော့ဘုရားသခင်ကအခုကနေစပြီးမှတဲ့သင်ယုံကြည်တယ်ဆိုရင်လေသင်ယုံကြည်တယ်ဆိုရင်ယုံကြည်ခြင်းတစ်ခုတာလိုတယ်သင်ဘုရားသခင်ကိုယုံကြည်တယ်ဆိုရင်ဘုရားသခင်ကယခုမှစ၍သင်ရဲ့ထွက်ချင်းဝင်ချင်းလှုပ်ချင်းကန်ချင်းပြောချင်းဆိုချင်းအရာတစ်ခုချင်းစီတိုင်းကိုစောင့်မတော်မူလိမ့်မည်တဲ့သွားရမှာကိုကျွန်တော်တို့ကြောက်တယ်ပြန်လာရမှာကိုကျွန်တော်တို့ကြောက်တယ်ပြောရမှာကိုကျွန်တော်တို့ကြောက်တယ် တို့မဟုတ်ကျွန်တော်တို့စဉ်းစားသွေးခေါ်ဆုံးဖြတ်ရမှာကျွန်တော်ကြောက်တယ်မကြောက်ပါနဲ့ဘုရားသခင်တင်းတဲ့အတူရှိတယ်။တင်းရဲ့ထွက်ချင်းဝင်ချင်းကိုတော့မှဘုရားသခင်ကအစအစင်မပြတ်ထပ်ပြောမယ်နော်အစင်မပြတ်စောင်းမတော်မူပဲခဏကြည့်လိုက်မကြည့်လိုက်လို့လားမဟုတ်ဘူးနော်အစင်မပြတ်စောင်းမတော်မူပဲအာမင်အကြောင်းဒီဘုရားသခင်ရဲ့ကွယ်ကာစောင်းမခြင်းဟာတင်းနဲ့တင်းမိတောက်စုပေါ်မှာတက်ရောက်ပါစေလို့ယေရှုနာမနဲ့ဆုတောင်းပေးပါတယ်အာမင် ကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာတက်ရောက်မယ်လို့ယေရှုနာမနဲ့ဝန်ခံပါတယ်။ဟာလေလုယာ။ယေရှုနာမအားဖြင့်ဝန်ခံသွားခြင်းနဲ့ဆိုရင် comment မှာအာမင်ယေရှုနာမနဲ့ဝန်ခံသွားပါ။ဘုရားသခင်ကောင်းမြတ်တယ်။ဘုရားသခင်တင့်ကိုကောင်းချီးပေးပါစေ။အတူတူကဆုတောင်းကြအောင်။ကောင်းကင်ဘိုလ်ခြေထောက်ရမျက်စွာဘုရား။ကိုတော်ဘုရားကျွန်တော်နဲ့ကျွန်တော်မိသားစုပေါ်မှာဒီလောက်ကောင်းမြတ်ကြောင်းဒီကနေ့မနဲ့တီးခွင့်ရတယ်။ကိုတော်ဘုရားဟာကျွန်တော်နဲ့ကျွန်တော်မိသားစုအားလုံးကိုနေ့ရက်စဉ်တိုင်းကွယ်ကာဆောင်မနေတယ်လို့ 123ခုမြောက်သောစာလံအားဖြင့်အလင်းရတဲ့ကျေးဇူးတော်ချင်းမွန်းတဲ့ကိုတော်ကိုတော်စောင့်မပေးတဲ့အတွက်ဆက်လက်ပြီးအသက်တာမှာကျွန်တော်တို့အသက်ရှင်ခြင်းထွက်ခြင်းဝင်ခြင်းပြောခြင်းဆိုခြင်းစဉ်းစားခြင်းတွေးခေါ်ခြင်းတခုချင်းစီတိုင်းမှာကိုတော်အတူပါရှိလဲစောင့်မမယ်လို့ယုံကြည်ဝန်ခံရင်းနဲ့ဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖဖရာအာမင်အရောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ